မာနအကြောင်းတိကောင်းစရာတရားကိတ္တနာတော်လက်တော်တွေကိုမကောင်းမှုအကုသိုလ်တွေပြုလုပ်ဖြစ်အောင်စီမံဆောင်ရွက်နေတဲ့တရားသဘောတွေရှိတယ်ဝိဓမ္မာထဲမှာအကုသိုလ်စေတသိက်ဆိုပြီးတော့ 14မျိုးဖော်ပြထားတယ်တတဝါတွေကိုခြေလဲနေတာတတဝါတွေကိုခြေလဲနေတာဟာအဲ့ဒီအကုသိုလ်စတသိက်တွေပဲမနေ့ကဒိဋ္ဌိအကြောင်းကို ပြောခဲ့တယ်ယနေ့မာန အကြောင်းကို ပြောပြပေးရမှာဖြစ်တယ်မမာနဆိုတာ ထောင်လွှားတက်ကြွမှုလို့မြမမှုပြုကြတယ်ထောင်တောင်ထောင်ထောင်နဲ့အထက်စီးကနေပြုမှုဆက်ဆံနေတာဟာမာနာကြီးတက်တဲ့ပုံကိုယ်တွေရဲ့ဇယိုက်တစ်ခုပဲပေါ့ဆိုတော့မာနာဆိုတာယဟန္တာမဖြစ်သေးတဲ့၍ ဖြစ်နေကြအောင်ပါပဲသောတာပန်မှာလည်းမာနရှိတာပဲတဂရကံလည်းမာနရှိတယ်အနာကံလည်းမာနရှိတယ်ယဟန္တာဖြစ်မှာပဲအဲ့ဒီမာနကကင်းပြောက်သွားတာအဲ့တော့အထက်တန်းစားပုဂ္ဂိုလ်မှာဒါမာနရှိတာမဟုတ်ဘူးနေကြတဲ့ပုဂ္ဂိုလ်တွေတန်တန်မှာလဲမာနကရှိတယ်အဲ့ဒါကိုစာပေထဲမှာ တေယမံသရိတမံဟိနမံဆိုပြီးတော့သုံးမျိုးခွဲပြောတာญาတုတွေကြီးတဲ့ပုဂ္ဂိုလ်စီစဉ်ဥစ္စာတွေချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ပညာတွေတတ်တဲ့ပုဂ္ဂိုလ်ရုပ်အစင်းလှပတဲ့ပုဂ္ဂိုလ်တွေသူတို့မှာကအထက်တန်းစားမံမျိုးဖြစ်တတ်တယ်ပါဠိလိုပြောတော့တေယမံခေါ်သူများထက်ငါကသားတယ် သူတို့နဲ့ငါနဲ့တန်လို့လားတူလို့လားအဖက်လို့စရာလားဆိုပြီးတော့အထက်ဇီးရနေဆက်ဆက်လားအပေါ်ဇီးရနေဆက်ဆက်လားနော်ပေရမန်လို့ခေါ်တယ်သူများထက်မသားဘူးပညာအားဖြင့်လည်း၎င်းစီစဉ်ဥစ္စာအားဖြင့်လည်း၎င်းသူများထက်မသားဘူးဒါမှဒန်းတူသူလည်းဒီဘွဲရတယ်ကိုလည်းဒီဘွဲရတယ် ဲ့တော့ဒန်းတူသူလည်းချမ်းသာကိုလည်းချမ်းသာဒန်းတူအဲ့လိုဒန်းတူဖြစ်နေရင်လည်းမေမာနာရှိတယ်အဲ့ဒါကိုသတိသမန်လို့ခေါ်တယ်သူကငါနဲ့ဘာထူးလို့တော့ကိုနဲ့ငါနဲ့အတူတူပဲသူ့လောက်ကတော့ငါလည်းရှိတာပဲသူ့လောက်ကတော့ငါလည်းရတာပဲဒန်းတူဖြစ်တဲ့မန်နောက်နေကြတဲ့ပုံကိုယ်လေးပညာမတတ်ဘူးရုပ်အစင်းအပြည့်လည်းမလာဘူး စည်းစိမ်ဥစ္စာပြင်အပြင်လည်းမချမ်းသာဘူးမမ်းမရှိဘူးမထင်နဲ့ရှိတယ်အဲ့ဒါကိုဟီနမန်လို့ခေါ်တယ်သူတို့ချမ်းသာတာငါဘာကိူးဆက်ရမှာတော့နော်ဒါမျိုးတွေနော်ကိုလုံးမကိုရတာကိုလုံးမကိုစားရတာသူတို့ဘလောက်ချမ်းသာချမ်းသာသူတို့ဘလောက်ပဲပညာတတ်တယ်ငါကိူးမဆိုင်ပါဘူးဆိုတာမျိုးအဲ့ဒါဟီနမန်လို့ခေါ်တယ်ပေါ့အဲ့တော့ ချမ်းသာကြွယ်ဝတဲ့ပုံကိုယ်တွေမှာလည်းမှန်ရှိတယ်။နှိမ့်ချဆင်းရဲတဲ့ပုံကိုယ်တွေမှာလည်းမှန်ရှိတယ်။အဲကြောင့်တတ္တဝါတွေဟာယဟန္တာဖြစ်မှာပဲမှန်ကင်းကြမှာဖြစ်တယ်။ယဟန္တာမဖြစ်သေးရတော့အဲ့ဒီမှန်ကတော့ရှိနေကြအောင်ပါပဲပေါ့။ဒီကောင်းပြီအဲ့ဒီတော့အဲ့ဒီမာမာနာတွေကြောင့်တတ္တဝါတွေဟာ ပြုမှုတင်တာတွေပြုမှုကြတယ်မပြောတင်တာတွေပြောမိကြတယ်ပေါ့မန်ကိုအကြောင်းပြုပြီးတော့လေအဲ့တော့အများသောအားဖြင့်အဖြစ်များတာဇာတိမန်မျိုးရိုးဇက်ကိုအကြောင်းပြုပြီးတော့မန်တက်ကြတာရှိတယ်ဖရာလက်ထက်ကဆိုရင်အမျိုးဇက်တိတ်ခွဲတာမျိုးဆက်၄မျိုးရလက်ထက်တုန်းကခွဲခြားတာရှိတယ် ခတ္တိယမျိုးတဲ့မင်းမျိုးမင်းနွယ်ဗြဟ္မဏမျိုးတဲ့ပုံနာမျိုးပုံနာနွယ်နေနဝတ္တအထေတကျွဲကုံသေးအမျိုးလူလူတန်းစားမျိုးတွေနောက်တုတ်ထလူစင်းရဲမျိုးဆိုပြီးတော့မျိုးဆက်တွေခွဲခြားကြတယ်အဲ့တော့ခတ္တိယမျိုးလို့ခေါ်တဲ့မင်းမျိုးမင်းနွယ်မြတ်တယ်ဗြဟ္မဏမျိုးလို့ခေါ်တဲ့ပုံနာမျိုးပုံနာမျိုးနွယ်တွေရမြတ်တယ်လို့ သူတို့ယူဆရှိကြတယ်ဒီတော့သူတို့ကမန်သိတတ်တာမန်သိတတ်တယ်ငါတို့အမျိုးကမြတ်တဲ့အမျိုးမင်းမျိုးမင်းຫນွယ်မဟာမျိုးမဟာຫນွယ်မန်နေတတ်ကြတာမန်နေတတ်ကြတယ်ဘုရားတို့ဖရာမျိုးတာကဝင်မျိုးဆိုပူတော့မန်တတ်သေးတယ်တခြားသူတွေကိုအဖက်ကိုမလောက်တာအလွန်မန်ကြီးကြတယ် ။ဒါကြောင့်တာကွေမင်းတွေမန်ကြီးရဲ့အတွက်ကြောင့်အရှင်အာနန္ဒာတို့တာတနာဘုံကိုဝဲလာတဲ့အခါမှာအဲ့ဒီမန်ကိုချိုးနိုင်တဲ့အနေနဲ့သူတို့နဲ့အတူပါလာတဲ့ဥပါလိလို့ခေါ်တဲ့သတ္တသက်သဘင်းလေးမုတ်စိတ်တွေကိုရိပ်ပေးရတဲ့သတ္တသက်ကိုကြုံမျိုးပေါ့နော်သူ့ကိုအရင်ဆုံးယဟန်ဝတ်ခိုင်းတာ ဥပါလိကိုအရင်ယဟန်ဝို့ပြီးမှသူတို့ကနောက်ကဝို့ဘာဖြစ်လို့လဲဆိုတော့သာသနာတော်မှာအမျိုးဆက်ကအဓိကမကြတော့ဘယ်မျိုးဘယ်နယ်ကပဲလာလာသာသနာဘောင်ကိုရောက်ပြီဆိုရင်ခြေဥစွာယဟန်ဖြစ်သူကကြီးတယ်နောက်မှယဟန်ဖြစ်သူကငယ်တယ်တော့ငယ်သူကကြီးသူကိုခါရဝပြုရတာသာသနာထုံးတန်းစင်လာပဲပေါ့အဲ့တော့စတ္တာသင်ဖြစ်တဲ့ ဥပါတိကအရင်ယဟန်ဝတ္တာဆိုတော့ကြီးတယ်ပေါ့အရှင်အာနန္ဒာတို့ကနောက်မှယဟန်ဝတ္တာဆိုတော့ငယ်တယ်ပေါ့ဒီတော့ပါကင်းမင်းသားဘဝကနေဆင်းသက်လာတဲ့အရှင်အာနန္ဒာတို့ကသူတို့ရဲ့အခိုင်းအစင်ဖြစ်တဲ့သတ္တတဲ့ဘဝကနေဆင်းသက်လာတဲ့ဥပါလိကိုဥတိုင်ရှိခိုးရတယ်အယုသိပေးရတယ်လက်အုပ်ရှိရတယ်ပေါ့ဒါမန်ကိုချိုးနေတာနော်လူဘဝတုန်းက မင်းမျိုးမင်းနွယ်ဆိုတဲ့ဒီမန်ကိုရှိုးနေတာညသာသနာဘောင်မှာအမျိုးဆက်တွေဟာအရင်မကြည့်တော့ဘူးဘယ်မျိုးဘယ်နွယ်ကပဲလာလာဘယ်နိုင်ငံကလာလာဘယ်တိုင်းသားပဲလာလာသာသနာမှာအမျိုးဆက်ကအရင်မကြည့်တော့ဘူးမြတ်စွာဘုရားကအဲ့ဒီအမျိုးဆက်ဇဏိဇမင်းဝါရကိုလုံးဝအခြေဖြတ်ပလိုက်တာသာသနာမှာအလုံးအဖရာသားတော်တွေအကြည့်ပဲ ီအဆုံးအမတွေကိုလိုက်နာကျင့်သုံးရတယ်ဝိနည်းတွေတုတ်တန်တွေအဘိဓမ္မာတွေကိုလိုက်နာကျင့်သုံးရတယ်ဇာတိမံကိုမြတ်စွာဘုရားမတက်ရအောင်လို့ဥပမာလေးဘုရားပြောတယ်လေအိန္ဒိယမှာဆိုရင်ဂင်္ဂာမြစ်တို့အာစိရဝတီတို့တရပူတို့မဟီတို့ယမုနာတို့ဆိုတာမြစ်တွေရှိတယ်အဲ့ဒီမြစ်တွေအသီးသီးကနေသမုဒ္ဒရာထဲကိုရေးစင်းစင်းလာတယ်သမုဒ္ဒရာထဲကိုရောက်သွားတဲ့အခါမှာဒါကတော့ဂင်္ဂာမြစ်ရေပဲဒါကတော့ ယမုနာမြည်ရပဲဒါကတရပူဒါကမဟီဒါကအစိရဝတိမြည်ရလို့ခွဲလို့မရတော့သူမြင့်တဲ့သူစီစဉ်လုံးကတော့ခွဲလို့ရပြီမဲ့သမုဒ္ဒရာထဲကိုရောက်သွားရင်ဘလို့မှခွဲလို့မရတော့တသားတည်းဖြစ်သွားတယ်အလုံးအားနာမည်တစ်မျိုးတည်းဖြစ်သွားတယ်သမုဒ္ဒရာကြီးလို့ဖြစ်သွားတယ်သမုဒ္ဒရာထဲရောက်သွားရင်ဘယ်မြစ်ကလာလာ ခွဲလို့မရဘူးမြန်မာနိုင်ငံမှာလည်းဒီတိုင်းပဲရှင်တွင်မြစ်အရာဝတီမြစ်တန်လွင်မြစ် သမုဒ္ဒရာထဲကိုရောက်သွားရင်ဘလို့မှခွဲမရတော့ဘူးအဲ့တိုင်းပဲဘယ်မျိုးနွယ်ကပဲလာလာဘယ်နိုင်ငံကလာလာဘယ်တိုင်းသားကဘဝကပဲလာလာသာသနာပေါင်းရောက်သွားပြီဆိုတော့အလုံးကဘုရားသားတော်တွေဖြစ်သွားပြီဒီ129တဲ့ယဟန်ကျင့်မှုတွေကိုကြည့်ရတာအကြည့်ပဲရှင်ပြေမို့လို့နော်ဝိနည်းတော်တွေကိုမကျင့်ဘဲနေခွင့်ရှိတယ်လို့မရှိဘူးတရောင်းစားမို့လို့ပို့ပြီးကျင့်ရတယ်ဆိုတာလည်းမရှိဘူးနော် အလုံးကအတူတူကြည့်ရတာကြည့်ပဲပါစေနာစေမရှိအခွင့်အရေးဆိုတာမရှိဝေးရမီဆိုတာမရှိဘူးအလုံးကဒန်းတူဖြစ်သွားတယ်သာသနာမှာဘုရားရဲ့အဆုံးအမတွေအလုံးကဒန်းတူပဲအေးအဲ့တော့မြတ်စွာဘုရားဟာဇာတိမံကိုမျိုးဆက်ခွဲခြားမှုတွေကိုခြေဖြတ်ဖြတ်စီလိုက်တာပဲပေါ့အေးကောင်းပြီအဲ့တော့ယနေ့ခေတ်မှာလည်းတချို့ကြမ်းဖန်ပြီးတော့အဲ့လိုမျိုး မန်တက်တာတွေရှိတယ်လေ။ငါတို့မျိုးရိုးကမြတ်တယ်လို့သူ့မျိုးရိုးကနှိမ့်တယ်လို့နော်။ကျမ်းပန်ပြီးတော့မန်တက်နေတာတွေရှိတယ်။အဲ့လိုမန်တက်တော့ဘာအကျိုးရတော့ဆိုတော့သူများအမြင်ကတ်တာပဲရှိတယ်ပေါ့။မန်တက်တော့သူများအမြင်ကတ်တယ်။တကယ်တော့မန်မတက်ဘဲနဲ့နိဝါဒလို့ခေါ်တယ်ချိုးနှိမ်ပြီးတော့နှိမ့်ချပြီးတော့အလုံးကိုအလေးတယူဆက်ဆံပဲ respect ထားမယ် ဘယ်လောက်ကောင်းမလဲ။အော်သူဟာမင်းမျိုးမင်းနွယ်ဖြစ်ပါလျက်နဲ့ဟောငါတို့ဘောမှာကြည်ကျင်းနာနာဆက်ဆံပါလားဆိုတော့သူတပတ်သားရဲ့ယုံကြည်မှုကြည်ညိုမှုလေးစားမှုအားကိုးမှုကိုပူတော်ခံရသေးတယ်။မန်ထားရင်အမြင်ကက်စရာတိတ်ကောင်းတယ်။မန်မထားဘဲနဲ့မိမိကိုယ်ကိုချိုးနှင်ပြီးတော့ကိုအောင်ငယ်သားတွေကိုလောက်အမျိုးမမြတ်တဲ့ပုံကိုယ်တွေအပေါ်မှာကြည်ကျင်းနာနာနဲ့အပြုံးနဲ့ဆက်ဆံပေးမယ်ဆိုရင် ။ဟောဒီလူကြီးကသဘောသိကောင်းတာပဲ။သိကျင်တာတာပဲ။သူ့မျိုးရိုးဟာမြင့်မြတ်ပေမဲ့လည်းတို့ကိုအလေးတရူဆက်ဆံချတယ်ဆိုတာ။ဒီဖီလမျိုးကိုလူတိုင်းခံစားမှုလိမ့်မယ်။ကိုယ့်ထက်တာတဲ့သူတွေကကိုယ့်ကိုအလေးတရူဆက်ဆံပေးရင်သိသဘောကျကြတာဒါသူ့တဘာဝပဲ။ဥစလုံးကလေးဘွားတုန်းကလည်းចောင်းတက်တုန်းကကိုအထင်ကြီးတဲ့ဆရာကြီးတွေဆရာမကြီးတွေကကိုကိုအလေးတရူ ဆက်ဆံပေးတယ်ဆိုသိတဲ့ဘောကြတာသိတဲ့ဘောကြတာအော်ဆရာကြီးငါတို့ဘောမှာသိကျင်လာတာပဲဘာမဟုတ်တဲ့တို့လိုကလေးတွေဘောမှာနော်အရေးတယူခေါ်ယူစကားပြောပေးတယ်လမ်းတွင်ပြုံးပြတယ်ဆိုတော့သိတဲ့ဘောကြကြတာနီးနော်ဒါကြောင့်ဦးဇင်းတို့ဇာတိမန်တွေပညာမန်တွေဥစ္စာမန်တွေတက်နေတာကအမြင်ကက်စရာသိကောင်းပြီးတော့ မမတက်ပဲနဲ့မိမိကိုယ်ကိုနှိမ့်ချပြီးတော့အလုံးပေါ်မှာအပြုံးနဲ့ဆက်ဆံပေးမယ်အလေးတယူဆက်ဆံပေးမယ်ဆိုရင်လူတကာရဲ့ကြည်ညိုမှုလေးစားမှုအားကိုးမှုမျက်နှာမှုကိုခံရတယ်ပေါ့ဒါကြောင့်ဦးဇင်းတို့ပစ္စည်းဥစ္စာတွေကိုအကြောင်းပြုမန်တက်နေမဲ့အစားပညာဂုဏ်တွေကိုအကြောင်းပြုမန်တက်နေမဲ့အစားမျိုးရိုးတွေကိုအကြောင်းပြုပြီးမန်တက်နေမဲ့အစားမိမိရဲ့အကျဉ်းနာမေတ္တာတွေကိုပြသဖို့လိုအပ်တယ်ပေါ့ နော်အကျဉ်းသာမေတ္တာတွေကိုပြသဖို့လိုအပ်တယ်။ကိုလေးစားတဲ့ပုဂ္ဂိုလ်တွေကိုအားကြရတဲ့ပုဂ္ဂိုလ်တွေကကိုယ့်ကိုအလေးတရူဆက်ဆံရင်မကြိုက်တဲ့ပုဂ္ဂိုလ်မရှိဘူးလေ။မကြိုက်တဲ့ပုဂ္ဂိုလ်မရှိဘူး။ဒါကြောင့်အများတကာရဲ့တည်ညိုမှုလေးစားမှုအကုမှုကိုခံခြင်းရင်និဝါဒနှိမ့်ချဖို့လိုတယ်။နှိမ့်ချဖို့လိုတယ်။နော်။အေးကောင်းပြီအဲ့တိုင်းပဲအတိတ်ဘဝဒါနကုသိုလ်တွေကောင်းလာလို့ ဒီဘဝမှာချမ်းသာတယ်အတိတ်ကုသိုလ်ကံကြောင့်ချမ်းသာမှုရလာတဲ့ဟာဥစ္စာကိုမန်မတက်ရဘူးအကျိုးရှိရှိအသုံးချရတယ်ဒီချမ်းသာမှုဖြင့်လောကအကျိုးသာသနာအကျိုးတွေကိုတည်ဖို့ရတယ်စီးစိမ်ရစ်ပြီးတော့မန်တက်ရမှာမဟုတ်ဘူးဥစ္စာတို့အနန္တသူရိယအမတ်ကြီးရဲ့ရေးဆက်ခဲ့တဲ့ကြပြထဲမှာလည်းပါတယ်နိရွှေအိမ်နန်းနဲ့ကြာငန်းလဲခံ မပောင်းကြံလည်းရပျောဆန်းရိတ်ငြိမ်မင်းစည်းစိမ်ကသမုဒ္ဒရာရေမျက်နာထက်ခဏတက်သည့်ရေဘွက်ပမာတသက်လျာသည်ဆိုတာမင်းစည်းစိမ်ဆိုတာခဏလေးပဲတကယ်တော့ခဏလေးပဲဘလောက်ပဲချမ်းသာချမ်းသာဘလောက်ပဲရှင်ပြင်ဖြစ်ပါစေအလုံးစုံဒီတဘွားပဲပေါ့သမုဒ္ဒရာရေမျက်နာပြင်ပေါ်မှာ နော်မိုးရေပေါက်ကြလို့ရေဘွက်ကလေးပွက်တယ်လို့ပဲခဏလေးပဲရေဘွက်ကလေးပေါ်ပြီးပျောက်သွားတယ်အဲ့လိုပဲစီးစိမ်ချမ်းသာတွေဆိုတာတဘဝစားပါပဲခဏပါပဲကိုအထိမ့်သိမ့်ကောင်းတော့စောင်းချောက်တော်လို့ခံရင်တော့မှတဘဝပဲတချို့ဆိုရင်တဘဝတော့မခံဘူးနော်တချို့ဆိုတဘဝတော့မခံဘူးဘဝလမ်းခုလမ်းမှာပဲ စီစဉ်ဥစ္စာတွေမွဲသွားတဲ့လူတွေအများကြီးလောကကြီးမှာအဲ့တော့ကိုလက်ရှိပြစ္ဆုတ်ပံစ조사အထုတ်လို့အတိတ်ကံလေးလည်းကောင်းလို့ကြီးပွားချမ်းသာနေတဲ့အချိန်မှာမန်မတက်ရဘူးအဲ့ဒါကိုအသုံးချတက်ရတယ်လောကအကျိုးသာသနာအကျိုးတည်ဖို့နိုင်ရမှာဖြစ်တယ်ပေါ့တော်တော်များများကမန်တက်ကြတာများတယ်ရုပ်ရည်အစင်းလာတဲ့သူတွေကလည်း ကိုယ့်ရဲ့ရုပ်ရည်ကိုအကြောင်းပြုပြီးတော့မန်တက်ကြတယ်။ပညာတက်တဲ့သူတွေကလည်းပညာကုန်ပညာမန်တက်လေရှိတယ်။ဦးဇင်းတို့တောင်မြို့မှာကတော့ဆရာတော်ဘုရားကြီးကယဟန်တော်ရင်းနဲ့ပတ်သက်ပြီးတော့အဲ့ပညာမန်အကြောင်းပြုပြီးတော့ဆရာတော်ကြီးကဆုံးမတာရှိတယ်။အောက်လန်းနဲ့အထက်လန်းဆိုပြီးတော့ဆရာတော်ကြီးဆုံးမတာရှိတယ်။အောက်လန်းအထက်လန်းအောက်လန်းဆိုတာကအချို့သောယဟန်တော်တွေပညာသင်တယ်ရည်ရွယ်ချက်လွဲနေတယ် ငါဘွဲရလို့ရှိရင်တော့ပထေတကြွေတွေငါကိုကိုွယ်မှာပဲငါဘွဲရလို့ရှိရင်တော့အစိုးရငါကိုကိုွယ်မှာပဲဘွဲရရင်တော့ငါကြောက်ကောင်းကောင်းနေရမှာပဲကားကောင်းကောင်းစီးရမှာပဲငါဘွဲရလို့ရှိရင်တော့ဘသူကိုမှဂယုမဆိုင်ဘူးဆိုမကောင်းတဲ့စိတ်တွေနဲ့စားတင်လာနော်ငါသာဘွဲရလို့ရှိရင်တော့ဘလိုတွေပြောလိုက်မှာဘလိုတွေလုပ်လိုက်မှာဆိုတာမန်ဒီနဲ့နော်ဘွဲကမရသေးဘူးဥတီချက်ကလွဲနေပြီ ။စာစတင်ကလေးကကိုကအောက်လန်းသွားတဲ့နေဖြစ်နေပြီ။အဲ့ဒါအောက်လန်းပညာလို့ခေါ်တယ်ပေါ့။မာကနုံစီတို့ပြိုင်းဆုံးမှာအဲ့ဒါအောက်လန်းပညာပဲ။ဟိုလိုဆုံးကဝေမော်တက်ပညာပြောတာမဟုတ်ဘူး။အပယ်ဘုံကိုသွားဖို့နော်လမ်းကြောင်းပဲလို့ပြောတာ။အဲ့ဒါကိုဆရာတို့ကအောက်လန်းပညာအောက်လန်းပညာနော်ကုန်းနေရဖို့အတွက်သူများကိုစော်ကားဖို့အပေါ်စည်းကဆက်ဆံဖို့ကြောင်းက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 ောင်း ရဖို့အတွက်ကိုပညာသင်နေပါတယ်ဆိုရင်အဲ့ဒါအောက်လန်းပညာပဲအဲ့လိုမှမဟုတ်ပဲနဲ့အေးတို့မသိတာလေးတွေသိအောင်သင်ကြစို့တို့သိပြီးသားတွေကိုလည်းတက္ကရာမတွေကိုဟောပြကြဟောပြကြစို့เนาะအဲ့တော့မသိတာတွေကိုသိချင်လို့သိပြီးသားတွေကိုကြင့်ချင်လို့သူများကိုဟောပြောချင်လို့တနည်းအားဖြင့်သာသနာတော်ကိုဆောက်ရှောက်ခြင်းလို့စပေးတင်ကြတယ်အဲ့ဒါကောင်းတယ်ပေါ့အဲ့ဒါအထက်လန်းပညာလို့ခေါ်တယ်ပေါ့ နော်အထက်လမ်းပညာလို့ခေါ်တယ်တချို့ဦးစင်းလေးတွေကိုရင်လေးတွေငငယ်တုန်းကတော့ဂုံလက်ကိုမျောကိုပြီးတော့တင်ကြပြီမဲ့တချို့စားနေတကယ်တက်လာတဲ့အခါမှာ စိတ်ထားပြောင်းသွားတာတွေလည်းရှိပါတယ်နော်ငယ်စဉ်တုန်းကတော့ဂုံကိုမတ်မောပြီးလိုက်တင်တယ်လက်လာပါတွေကိုမျောကိုပြီးတော့စားနေတင်တယ်ဆောင်ပွဲအောင်လို့ရှိရင်တော့ငွေဘယ်လောက်ရမှာပဲဂုံမြူကူစော်ပွဲတွေပတ်စံဘယ်လောက်ရမှာပဲလို့ပတ်စံကိုမတ်ပြီးတော့ဆောင်ပွဲဖြေတဲ့ကိုရင်တွေဥစဉ်တွေရှိတယ် ဒါပေမဲ့တချို့လည်းပြောင်းသွားတယ်ဆရာသမားတွေကအဆုံးမရတဲ့အခါသို့မဟုတ်စားနေတကယ်တက်သွားတဲ့အခါမှာဟိုငါတို့ရည်ရွယ်ချက်တွေမှားနေခဲ့ပါလားဆိုသိပြီးတော့ရည်ရွယ်ချက်တွေပြောင်းသွားတယ်ဒါငါတို့ကျင့်ဖို့သင်ရမှာသာသနာကိုဆောင်ရွက်ဖို့သင်ရမှာဆိုတဲ့အသေးလေးတွေပြောင်းသွားတယ်အဲ့ဒါအထက်လမ်းပဲပေါ့အေးတက္ကရာကမတွေလည်းပဲတရားနာတဲ့အခါစားနေဖတ်တဲ့အခါသတိပြုနော်အောင်လဲပညာမဖြစ်စေနဲ့တရားနာခြင်းသည်သူများကိုစော်ကားမှုမဖြစ်စေရဘူး စာဖတ်ခြင်းပင် သူများကိုလူတက်ကြီးလုပ်ဖို့မဖြစ်စေရအောင်တတိပြုရမယ်အဲ့ဒါအောင်လန်းဖြစ်သွားလိမ့်မယ်တရားနာခြင်းစာဖတ်ခြင်းသည်ကိုယ့်ကိုယ်ကိုပြုပြင်ဖို့ဆိုတာလေးကိုမမေ့ကြနဲ့တရားနာတိုင်းနာတိုင်းစာဖတ်တိုင်းဖတ်တိုင်းငါတို့မှဘာလုံးနေတယ်လဲငါဘာပြင်ရမလဲလို့အမြဲတမ်းတိုက်ဆိုင်ပါနော်တရားနာတိုင်းနာတိုင်းသူများကိုပြေးမမြင်နဲ့သူများကိုပြေးမမြင်နဲ့တော်တော်များများကတရားနာရင်စာဖတ်ရင်သူများကိုပြေးမြင်တယ်ဟာဒီစာနဲ့ဘု து ကိုပြောရတော့မယ်ဒီတရားနဲ့ဘု து ကိုတော့ငါ ပြောရတော့မယ်ဆိုတော့မဟုတ်ဘူးသူများကိုပြောဖို့ဆိုတာတည်းမိမိကိုယ်ကိုပြင်ဖို့ဆိုတဲ့စိတ်လေးနဲ့နာကြစဖက်ကြနော်ဘယ်ဆရာတော်ဘုရားရဲ့တရားကိုပဲနာနာတရားနာတိုင်းကိုယ်တန်တန်နဲ့တိုက်တိုက်ပြီးတော့နာပါငါဘာလေးတော့မပြည့်စုံသေးဘူးဘာလေးတော့လိုးနေတယ်ဒီနေ့ဟောကြားတဲ့ဆရာတော်ရဲ့တရားထဲမှာငါတို့တတိထားစရာတွေပါတယ်ငါတို့ပြင်စရာလေးတွေပါတယ်ငါပြင်ရအောင်ပါပဲဒီအမြဲတမ်းအမြဲတမ်းဒါစာဖတ်တိုင်းတရားနာတိုင်း သူများကိုပြေးမမြင်ပါနဲ့မိမိကိုယ်ကိုပဲကြည့်မိမိကိုယ်ကိုတိုက်ဆိုင်မလိလာပါယဟန်ဖြစ်ဖြစ်လူဖြစ်ဖြစ်တော်တော်များအိုးစင်းကသတိထားမိတယ်တရားနာပြီးစာဖတ်ပြီးဆိုရင်သူများကိုပြောချင်တဲ့စိတ်ကများနေတယ်သူများကိုတိတ်ပြောချင်တယ်ကိုကိုကိုမေ့သွားတယ်ကိုကိုကြော်ခွာသွားတယ်နော်ဒါကြောင့်ကိုကိုကိုမကြော်သွားစေနဲ့နော်တရားနာတိုင်းစာဖတ်တိုင်းကိုကိုကိုအရင်ဆုံးသုံးသပ်ပါနော်ကိုကိုအရင်ဆုံးသုံးသပ်ပါ ကိုအားနှချက်တွေကိုပြင်မှာလိုအပ်ချက်တွေကိုဖြစ်သွားပါအေးကောင်းပြီအဲ့တော့မာကနုံကျွန်တော်ဘုရားကြီးကရည်ရွယ်ချက်မှားနေရင်အဲ့ဒါအောက်လန်းပညာရည်ရွယ်ချက်မှန်မှအဲ့ဒါအထက်လန်းပညာဖြစ်မယ်လို့ဆရာတော်ဘုရားကြီးကဆုံးပါတယ်နော်အေးကောင်းပြီဒါကြောင့်မိမိတို့အတိတ်ဘဝကုသိုလ်ကံလက်ရှိပစ္စုပန်စ조사အထောက်မှုတွေကြောင့်ญาတုတွေရတယ်စီစဉ်ဥစ္စာတွေရတယ်ပညာတွေတက်ကြတယ်ယုတ်အစင်းတွေလှပကြတယ် အဲ့ဒါတွေကိုအကြောင်းပြုပြီးတော့မန်မတက်နဲ့လောကကြီးကိုဒုက္ခမပေးနဲ့။ကိုရထားတဲ့ယာတုစည်းစိမ်ဥစ္စာပညာတွေဖြင့်မိမိကိုယ်ကိုလည်းเนาะကောင်းအောင်ကြိုးစားကြမှာဖြစ်တဲ့လောကကြီးကိုလည်းပြုပြင်ပေးကြမှာဖြစ်တယ်။တနည်းအားဖြင့်လောကသာသနာနှစ်ဖြာကိုအလှဆင်ကြမှာဖြစ်တယ်ပေါ့။เนาะမန်ရစ်ပြီးတော့မိမိကိုယ်ကိုလည်းဒုက္ခမပေးနဲ့သူများကိုလည်းဒုက္ခမပေးနဲ့။ဒီကောင်းပြီဒါကြောင့်မန်မာနာဆိုတာတတ္တဝါတွေကိုချဲ့လန်နေတဲ့ မကောင်းတဲ့တရားအုပ်စုတွေထဲကတခုဖြစ်တယ်။အဲ့ဒါတွေကိုတတ်နိုင်တဲ့များဖယ်ရှားကြရမှာဖြစ်တယ်။အဲ့တော့ဇဟန္တာဖြစ်မှအကျွင်းမဲ့ပယ်နိုင်တယ်ဆိုပေမဲ့ပုထုဇဉ်ဘဝမှာလည်းပဲသစ္စာဘုရားဟောကြားတဲ့နိလန်းနေနဲ့ဖယ်လို့ရတယ်ပေါ့။သစ္စာဘုရားကအနိစ္စလို့မြန်မြန်နှလုံးသွင်းဘယ်အရာမှမမြဲဘူးလို့မြန်မြန်နှလုံးသွင်းမှာဥပမာပေါ့နော်။ရုပ်အစင်းကိုအကြောင်းပြုပြီးတော့ကိုကမန်တက်နေတယ်ဆိုရင် အဲ့ဒီရုပ်အစင်းရဲ့မမြဲပုံကိုနှလုံးသွင်းဖို့အသက်ရွယ်ငယ်တုန်းဒီရုပ်ကလေးလှနေတယ်ချောနေတယ်ကြည်ပြောင်ကြည်ပြောင်ဖြစ်နေတယ်အသက်ရွယ်လေးကြီးလာရင်တော့ယောဂါတွေဖြစ်လာရင်နော်အသားရည်တွေမဲချောက်လာမယ်အရည်တွေတွန့်လာမယ်နော်အနာယောဂါတွေပေါက်ပြီးတော့ကြည်လို့မကောင်းဖြစ်လာမယ်ဆိုတော့အဲ့ဒါလေးကိုများများနှလုံးသွင်းပေးရတယ်ဘယ်ညာမှမမြဲဘူးလှပချင်းဆိုတာလဲ တနေ့ကြရင်ပျက်စီးသွားမှာပဲเนาะတချို့ကျမ်းမာရင်ကောင်းတာကိုအကြောင်းပြမန်တက်တာတွေရှိသေးတယ်ငါကျမ်းမာတယ်ဆိုပြီးမန်တွေတက်ကြတာရှိသေးတယ်အကျမ်းမာခြင်းဆိုတာလည်းတနေ့ကြရင်နာရအောင်မှာပဲလေသိရအောင်မှာပဲလေဒါကြောင့်ဦးဇင်းတို့ဘာကိုအကြောင်းပြမန်တက်မလဲမန်မတက်အောင်အနေအဆသဘောမမြဲဘူးပြောင်းလဲသွားနိုင်တယ်ပျက်စီးသွားနိုင်တယ်ဆိုတာကိုเนาะအချိန်မရွေးဆုံးချုံသွားနိုင်တယ်ဆိုတာကိုနှလုံးသွင်းပေးရတယ် ကိုကကိုကောင်းအောင်ပြုပြင်လိုတဲ့ပုံကူတက်ကသူများကိုမကြည့်နဲ့တော့ကိုကကိုပြင်ဖို့ပဲစဉ်းစားငါဘယ်လိုပြင်ရမလဲငါကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာပဲကိုကကိုနှလုံးသွင်းကိုကကိုပဲကြည့်ဒါကြောင့်ကို့မှာဗာလေးကိုအကြောင်းပြပြမန်တက်နေတယ်လေအဲ့ဒါမန်မတက်အောင်လို့မမြဲခြင်းကိုများများဆင်ခြင်ပေးနော်အရာရာဟာပြောင်းလဲသွားနိုင်တယ်ပြည့်စည်သွားနိုင်တယ်ဆုံးဆုံးသွားနိုင်တယ်ဆိုတာကိုမမေ့ကြစေနဲ့အဲ့လိုဆိုရင်တတ်နိုင်သမျှမမနာလေးတွေဟာပါပါပါသွားလိမ့်မယ် အကျွင်းမဲ့မပတ်သက်နိုင်သေးသည့်တိုင်အောင်မှားသွားလိမ့်မယ်ပေါ့။ယုံရင်ကြက်နဲ့နဲ့မန်အကြီးစားတွေမဖြစ်တော့ဘူးပေါ့။ဒါကြောင့်ဒီနေ့အလို့ရှင်များနဲ့တကဓမ္မမိတ်ဆွေများအားလုံးတတ္တဝါတွေကိုဒုက္ခပေးနေတဲ့တရားများစွာတဲ့ကတစ်ခုဖြစ်တဲ့ဒီမေမာနာအကြောင်းကိုနာယူမသားကြပြီးတော့မိမိတို့အတန်တန်မှာတတ်နိုင်သမျှမေမာနာကိုဖယ်ခွာချပြီးတော့တတ္တဝါအားလုံးကိုမေတ္တာကရုဏာတရားတွေဖြင့်ဆက်ဆံပြီးတော့လောကအကျိုးသာသနာအကျိုးကိုတည်ပို့နိုင်ကြပါစေကုန်သတည်း။